းမလင်းပြောမယ်ဆိုရင်ကျွန်တော်တို့ကောင်းနေလေစစ်တပ်ထဲမှာပေါ့ဟုတ်ပြီမင်းစစ်တပ်ကပေးတဲ့ကျွေးတဲ့ထမင်းနဲ့ဟိုဟာလာတာစစ်တပ်ကပေးတဲ့လာတော်ကြီးလာစစ်တပ်ကပေးတဲ့အဝတ်ကိုပဲမှားတယ်အဲ့ဒါရောမှားနေတာအဲ့ဒါပြည်သူကပေးတဲ့အရာပြည်သူကနေပြီးတော့အဲ့ဒါတွေကိုလုံနိုင်မှုအတွက်နော်နိုင်ငံလုံးအခွန်အခတွေပြည်သူစီကရတဲ့အဥ္စာတွေကနေပြီးတော့ကျွန်တော်တို့ကဘာဖြစ်လဲနောက်ပြီးတော့တင်ရတာတွေကရတဲ့အကျိုးမြတ်ဒါတွေကနေပြီးတော့နိုင်ငံလုံးဘန်ဒါတွေကနေပြီးတော့ကျွန်တော်တို့ကိုပေးနေတာအဲ့ဒါစစ်တပ်ကပေးနေတာမဟုတ်ဘူး ဟုတ်လားစစ်တပ်ကအဲ့ဒါစစ်တပ်ကပေးနေရမဟုတ်ဘူးအပြည်သူကပေးတာပြည်သူကပေးတာပြည်သူကပေးတာအဲ့ဒီဟိုပြောရမယ်စစ်တပ်ထဲကကောင်းနေအများစုပြောကြအာစစ်တပ်ကျေးဇူးမင်းဟိုဟိုကျွန်တော်တို့ဒါစီရန်ဝင်လာတော့ဆိုဒီကောင်းကျွန်တော်တို့တစ္ဆာဖောက်ဘာဖြစ်လဲစစ်တပ်ကျွန်တော်တို့ကစစ်တပ်ကိုတစ္ဆာဖောက်တယ်ဟုတ်တယ်စစ်တပ်ကိုတစ္ဆာဖောက်ပြည်သူကိုတစ္ဆာစောင့်တည်တာ တကယ်တမ်းကျတော့စစ်တပ်ကိုတစ္ဆာစောင့်သိနေတဲ့သူတွေနေပုံမှန်လင်းလင်းပြောမယ်ဆိုအယိုးကန်နေရလို့ကြုံခံကြုံဆက်ခံခြင်းလို့ကျွန်တော်နိုင်ငံကျွန်တော်နိုင်ငံပြည်သူတွေကိုကြုံအဖြစ်ဆက်ရှိနေခြင်းလို့စစ်တပ်ကိုကျေးဇူးရှင်ဖြစ်တတ်မှတ်နေကြတကယ်တမ်းကျတော့စစ်တပ်ကဘာကျေးဇူးမှမရှိတချို့ကောင်တွေကကျွန်တော်တို့ကစစ်သားသားသမီးစစ်တပ်ထဲမှာနေပြီးစစ်တပ်ကဟိုဟာကျွေးဟိုစစ်တပ်ထဲမှာပဲစားပြီးကြီးလာတဲ့ကောင်တွေဟာပြောကြတယ်စောက်ယူးတွေစောက်ယူးတွေတကယ်တမ်းကျတော့စစ်တပ်ကရိတ်ခါကောင်းလားဆိုမကောင်းဘူးမကောင်း နော်အဆုတ်အပြတ်တွေကျွေးနေတာအဆုတ်အပြတ်တွေကျွေးနေတာနော်ကောင်းတာတွေကိုအစင်းစင်ရောင်းစားပြီးတော့အောက်ရောက်လာတော့မကောင်းမကန်းတွေစားနေရတာကျွန်တော်တို့စစ်တပ်ထဲမှာအောက်ခြေမှာပဲနေလာရကောင်တိတာဗောကျွန်တော်အရာရှိငယ်ဘဝနဲ့အောက်ခြေရလူတွေနဲ့ကျွန်တော်နေလာတိတာဗောအဲ့တော့ဒီကောင်တွေကဘာဖြစ်လဲအဲ့လိုဟောဖြစ်တဲ့ဥသောအာစစ်သားကြီးတွေလေးသားလိုက်တာလေးသားလဲစောက်ယူးတွေစောက်ယူးတွေကျွန်တော်အဲ့လောက်ပဲပြောနေတာစောက်ယူးတွေနေရောနော်တကယ်ကိုယွန်တရားပဲတေကန်ကြီးမှာကိုယ့်ရဲ့ကိုယ့်ရဲ့ဗောနော်လူချစ်ခင်တွေရဲ့ဥစ္စာတွေရော့ကြအောင်လုပ်ပြီးတော့ ဒီလိုအချိန်အခါမျိုးကြီးအချိန်မှာစစ်တပ်ကကျွန်တော်ကျေးဇူးရှင်ဆိုလဲပြောတယ်စောက်ယူစကားလို့ပဲကျွန်တော်ကအေး